ကျော်ဖတ်ခွင့်မရှိတဲ့အဝါစာမျက်နှာအရန်ပျော်ပါတယ်ဆိုတာလည်းမရှိတော့သလိုအရန်စိတ်ညစ်ပါတယ်ဆိုတာမျိုးလည်းမရှိတော့ပါဘူးကို့အတွက်တော့နေ့ရက်တိုင်းကအတူတူပါပဲလောကကြီးကိုရောက်လာတဲ့ကိုကိုယ်တိုင်လည်းဧည့်သည်ဖြစ်သလိုကို့အတွေ့အကြုံကို ရောက်လာတဲ့ မျောလင့်ချက်တွေကိုယ့်ဘဝတွေကို ရောက်လာတဲ့ပိုင်ဆိုင်မှုတွေအားလုံးကလည်းဧည့်သည်တွေပါပဲကိုယ်ပိုင်ဆိုင်ထားတဲ့နုပြိုခြင်းဆိုတဲ့ခြုံတယ်ဆိုတာလဲအချိန်တိုင်းသူ့လိုလိုဟောင်းနှံသွားပါလိမ့်မယ်ကိုယ်နဲ့ထိုက်တယ်သလောက်ပိုင်ဆိုင်ခဲ့ရဘူးပြီးကိုမရလိုက်တာတွေကိုလည်းလက်လွတ်ခဲ့ရပြီးပြီး ကိုလိုချင်တာတွေຢ່າတိုင်းလဲအများကြီးမပြောပါနဲ့ကိုမဖြစ်ချင်တာတွေရောက်လာတိုင်းလဲအများကြီးဝမ်းနဲ့မနေပါနဲ့ကြော်ဖတ်ခွင့်မရှိတဲ့ဘဝစာမျက်နှာတွေကိုတရွယ်ပြီးတရွယ်ဖတ်ပြီးသွားတဲ့အခါကြော်စရာတွေပဲဖြစ်ဖြစ်စိတ်ညစ်စရာတွေပဲဖြစ်ဖြစ်အချိန်တိုင်းအရာရာအားလုံးကသူ့လိုလို ပြီးဆုံးသွားမှာပါ ဘဝဆိုတာမကြုံကျင်လဲစုံခဲ့ရတဲ့လူတချို့ရှိတယ်။ကြုံကြည်ပေမဲ့စုံလိုက်ရတဲ့လူတချို့ရှိတယ်။ကံတရားကိုတော့လက်ခံရမှာပဲ။မယုံကျင်လဲပုံမြင်မဟုတ်တဲ့ခံစားချက်တွေရှိတယ်။ယုံကျင်ပေမဲ့ယုံလို့မရတဲ့ခံစားချက်တွေလည်းရှိတယ်။အမှန်တရားကိုတော့လက်ခံရမှာ။ပြောကြည့်ပေမဲ့ မပြောပြလိုက်တဲ့စကားတချို့ရှိတယ်။မပြောခြင်းပဲနဲ့ပြောနေရတဲ့စကားတွေလည်းရှိတယ်။တတိထားပြောမှအမားနဲ့မှာပဲ။ကိုယ်မမဟုတ်ပဲရင်ဆိုင်ဖြစ်ရှင်းရတဲ့ကိစ္စတွေရှိတယ်။ဝိတရားကိုတော့အလေးထားရမှာ။စိတ်မပါလဲလှုပ်လိုက်ရတဲ့အလုပ်တွေရှိတယ်။တာဝန်ကိုတော့ကျေပွန်ရမှာပဲ။ လိုချင်ပေမဲ့မဖြစ်နိုင်တော့တဲ့မျောလင်းချက်တွေရှိတယ်။ဆွလွတ်တင်တာဆွလွတ်ရမှာပဲ။ဖြစ်ချင်ပေမဲ့မဖြစ်တဲ့ဆန္ဒတွေရှိတယ်။မဖြစ်ချင်ပေမဲ့လက်ခံလိုက်ရတဲ့အခြေအနေတွေလည်းရှိတယ်။ကိုယ်စိတ်ကိုကိုယ်ဆုံးမရမှာပဲ။ဘလိုပဲဖြစ်ဖြစ်အချို့ပေါ့ပေါ့အခါကြကြပြောထားတဲ့ကော်ဖီတစ်ခွက်ကိုတောင် ကြိုက်တတ်သေးတာပဲအပျော်ချဲ့ချဲ့ဝေးလာခက်ခဲဘဝဆိုတာကိုလည်းချစ်တဲ့ရအောင်မယ်လေ